အာနီယမေးမယ်ရော့အာနီမေးမယ်ဘာမေးလို့ရောဟဲ့နော်အင်းဆယ်သိန်းခွဲရဘလားအေးဆယ်သိန်းခွဲဆိုဘလားဆယ်သိန်း၅တောင်းလေဆယ်သိန်း၅တောင်းအဲ့လေဘာကြီးနှစ်သိန်းခွဲရနှစ်သိန်း၅တောင်းလေဟုတ်လို့လားဟုတ်တယ်ဆယ်သိန်းခွဲအတိတ်ပဲအဲ့တူဟမ်ဆယ်သိန်းနဲ့မှ9တောင်းလေလေအတိတ်ပဲပါလေဆယ်သိန်းခွဲဆိုတာဟုတ်စံ9တင်းလားဆယ်သိန်းခွဲ အဲ့ဆိုရင်တသိန်းခွဲရဘလောက်တသိန်း9000လေးဟဲ့တသိန်းခွဲအတိတ်ပဲပါတသိန်းခွဲအဲ့လေတသိန်းကိုခွဲထားလေ9000 9000တသိန်းခွဲဆိုရင်နှစ်သိန်းခွဲဆိုနှစ်သိန်း9000ပေါ့ဘကုနာတသိန်းကိုခွဲလိုက်တော့9000ရနှစ်သိန်းကိုခွဲရင်တသိန်းရပါလေနှစ်သိန်းခွဲတော့3သိန်းမဟုတ်ဘူးဟုတ်ဘူးခွဲဆိုတာ9000လေး9000ကျော်လားအောင်နှစ်သိန်းခွဲဆိုနှစ်သိန်း9000ပေါ့ဟုတ်35သိန်းရဟမ်ဟိုဆယ်သိန်းခွဲရဆယ်သိန်းခွဲ35သိန်းပေါ့ခုနပြောခွဲရ9000ဆို Really? Yeah, စတဲ့င်းခွဲတော်တော့ကိုပြောချင်တာပေါ့ဗျာ။ဟောတော်တော့ကိုပြောအဲ့ဒါနှစ်သိန်းခွဲရ။နှစ်သိန်းခွဲရနှစ်သိန်း၅လောက်လေ။နှစ်သိန်းရတော့ဆိုလို့ရှိရင်နှစ်သိန်းရတော့ကတသိန်းလေ။မဟုတ်လေဒါ3သိန်းပြည့်တော့မှာ3သိန်းမပြည့်ပဲနဲ့အဝက်ဆိုနှစ်သိန်း၅လောက်လေအဲ့လိုမျိုးပြော။ခွဲရဲ့အဓိပ္ပာယ်ပါ။ခွဲရဲ့အဓိပ္ပာယ်ကတဝက်။တဝက်။အဲ့ဆိုရင်တသိန်းခွဲဆိုရင်တသိန်းခွဲဆိုတသိန်း၅တောင်း။၁၀သိန်းခွဲဆိုရင်၅သိန်း။ ကြီးစိတ်ချစိတ်တိုင်းကြစီမှာလကီးယေဒနာယေဒနာများရဲ့ယေဒနာလကီးယေဒနာ